เนาะကျွန်တော်ပြောပြချင်တာကအမေရိကန်ဟာတကယ်တကယ်နိုင်ငံအဆင့်ဆိုရင်နေပြည်တော်လာပြီးတော့မှဒါကိုထိ ंछ ုပ်ထားတယ်လက်နက်ကိုင် DKBA เนาะ BGAKNA စောချစ်သူလို့အဖွဲ့တွေကိုဓာတ်ရိုက်ဒီကိုတခါတည်းချိတ်ဆက်ပါမယ်စဉ်းစားကြည့်အောင်တနစ် ပြည့်ပြီပေါ့တောင်းဆုလာတယ်ကဏီမှာတပုံးရွာမှာပေါ့ဗျာတော်လာရေးစုံမွန်းနေပြီနော်ဒါခိုင်မာတဲ့သတင်းမီဒီယာမှာပါတဲ့အချက်လက်တွေကိုပဲပြောတာနော်တခြားတခြားတက်တိထောက်ထားမခိုင်မာတဲ့ဟာမျိုးတစ်ဖက်ကမယုံမကြည်ဖြစ်နိုင်တဲ့ဟာမျိုးမပြောဘူးခက်ခဲမှာမှာပဲပြောတာအားလုံးကတော်လာရင်းနေပြီဆိုပြီးတတ်မှတ်ထားတဲ့ရွာအဲ့ဒီရွာလေးအဲ့ဒီဒေတာရဲ့အလဲခေါက်တက်တက်မှအိမ်မှာ UNG ပညာရေးဝန်ထမ်းဆရာဦးဝင်းထေတို့သူ့ဇနီးပြီးတော့ ပြီးတော့ခင်ဗျားတို့အသက်3လကျော်ပဲရှိသေးတယ်နိုးဆိုးအရွယ်သမီးလေးမိသားစု3ယောက်လုံးဓာတ်တန်ရအနေနဲ့တပ်ဖြတ်ခံရတယ်တနည်းပြည့်တဲ့အထိတရားခံမပေါ်သေးဘူးဒါဟာတော်လိုင်းစိုးမိုးနဲ့မြင်တော့တခြားနေရာမဟုတ်ဘူးတော်လိုင်းနဲ့မြင်တအားအကောင်းတဲ့နေရာတော်လိုင်းသမားတွေကတော့ဒါအတွင်းပฏิပခဘာညာဘောအတုတ်တက်နေတယ်စစ်ကောက်စီဆိုတဲ့ပေါ်ရသူအရင်တိုက်ဆိုတဲ့ခေါင်းစစ်အောင်ပါဒီအမှုလိုမျိုးဟာကိုဘယ်လောက်ကြကြဝက်ထားအောင်ပါလဲ။ ဒီကနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အမှန်တရားဒါပဲဒါကိုယူချင်အောင်ဆောက်ပြီးသွားနေတဲ့ရွေ့အရှိကိုလည်းမရောက်ဘူးအခုလာမဲ့ကျွန်တော်ပြောတဲ့ပွဲကျန်းနေပြီနော်အာစက်ကောက်စီကစစ်ပင်းဖြစ်သွားပြီအဲ့ဒီအခြေအနေမျိုးဟာဒီလိုမျိုးဟာလေလစ်လူရှူတာရင်တေချာပေါက်ကျွန်တော်ပြောရတဲ့ရှုံးတယ်ဒါဟာတေချာပြည့်စင်တခုတည်းမဟုတ်ဘူးအဲ့လိုပုံစံတူတွေဖြစ်နေတာကအချက်လက်နဲ့ပဲနော်တည်င်းနေမှာပါတဲ့ဟောက်ပဲကျွန်တော်ပြောမှာ เนาะဘာမှမကြည့်ပါနဲ့ကောလင်းရသူတို့ရဲ့တရားဇာတ UNG တရားဇာတကော်မတီအတွင်းရင်းမှုအရေဒမပလဲကပြည်သူလှုပ်ချုပ်ရေးတတိယနေ့ပြန်ကြိုင်းတာဝန်ခံပလဲမောင်နော်ကံဘလူပအာဖခေါဆောင်ဦးသိဝေဝက်လက်ကပအာဖရုပ်ဖွဲ့မှုဦးမျိုးအောင်ဝက်လက်မှာပဲပအာဖတာဝန်ခံဦးမင်းသက်အဲ့ဒီဟာအားလုံးဟာအဲ့ဒီဒေတာတော်လိုင်းစိုးမိုးနေမြေထဲမှာပဲဖြစ်ခဲ့တာစစ်ကောက်စီလာလို့ဖြစ်တာမဟုတ်ဘူး နော်စာလင်ကြီးကကိုလက်ကြကိုလက်ရအမှုတစ်ခုကလွဲပြီးကြံတဲ့အမှုတရခံမဖော်ထုတ်နိုင်သေးဘူးဒါဟာတည်င်းလေးပေါ်မှာပါတဲ့ခိုင်မာတိကျတဲ့အချက်လက်ကြီးပဲပြောတာတိတန်တခြားဟိုအထောက်ထားမခိုင်လို့ဘူးတော်လိုင်းကာလာဖွင့်ချလို့မရတဲ့အကြောင်းလန့်ရတဲ့အခြေအနေတွေကြောင့်မပါသေးဘူးဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးဒါဟာ rule of law တရားဥပဒေမရှိတဲ့ဥပဒေမဲ့ဒေတာကြီးလိုမျိုးပြတ်တုံးနေတာနော် သူကသူအစိုးရဘက်လှုပ်လှုပ်ဝန်ကြီးဌာနဖြုတ်ဦးစည်းပဲပြောင်းပြောင်းဒါမလုပ်ရင်ဘာမှလုပ်လို့မရဘူးရှုံးတယ်ပို့ဆိုးတာကပြောပြမယ်ဗျကျွန်တော်တို့ရန်သူကစက်ကောက်စီတခုတည်းလားဆိုတော့မဟုတ်ဘူးပလဲမှာစက်ကောက်စီဒီလောက်မရှိဘူး PA တို့ကန်တောက်တို့ပါတို့ဒေတာတွေမှာဂိတ်ဒီပါတွေဖွင့်တယ်ပါအဖာနဲ့ရွာသားတွေနဲ့အာရုပ်ရည်ဆက်ခန့်တွေပါတွေနဲ့ကြည်ဖောက်မိတယ်ဘုံပါအောက်လွတ်ကြွားသေးရနော်ဘုံစနစ်တန်လာဆွဲရင်လည်းဘုံအောက်ပြုတ်ကြကန်ကောက်လို့မကွဲတော့ကွဲအကုန်သေးမှာ အဲ့မှာ PA ရဲဘော်ခြားရောက်ဖမ်းခံလာရတယ်ဒါကဘာလဲဆိုရင် internet conflict ပေါ့ဗျာမိတ်ဖက်ပတိပခအတွင်းပိုင်းပတိပခအဲ့ဒီဟာကိုဖြည့်ရှင်းတာစကိုင်းဖူးတာလိုမျိုးအာနီးစပ်ရအဖွဲတွေကဖြည့်ရှင်းနေကြတယ်ဒီတော့စက်ကောက်စီတာမရှိလို့เนาะအဲ့ဒီဟာမှာစက်ကောက်စီတာရှိလို့ကတော့တော်တော်လေးပါဖြစ်မှာဒါစကိုင်းပလက်နဲ့ကနီဘာညာအချင်းချင်းနံမြေလူအာနာလူကိုကျိုးစည်းပွားပြန်တိုက်နေကြတယ်ဘယ်လိုလုပ်တော်လာရေးလုပ်နေရလဲ အခုဟာကနော်တဖြည်းဖြည်းနဲ့တရားမျှတမှုတက်ပြီးတက်ပြီးတော့ပို့ဆိုးလာပြီပြောချင်တဲ့အချက်ကရှင်းရှင်းလေးပဲခင်ဗျားတို့လက်ရှိမှာအလဲပိုင်းမှာတပ်ပေါင်းစုဗိုလ်ရသူအရင်တိုက်နိုင်နေပြီအိုးတအားနိုင်နေပြီဒီလိုမျိုးအလဲတက်တက်မှာဒီလိုဖြစ်နေတဲ့ဇကိုင်းမကွေးတို့မှာအခြေအနေကြီးကိုလေးလူရှူထားတဲ့၍ကျွန်တော်ပြောရတဲ့လောက်ဝမနိုင်ဘူး yes or no တော့လေးလူရှူထားတဲ့၍လောက်ဝမနိုင်ဘူးဟုတ်လားဒါကြီးကိုလေးလူရှူပြီးတော့ နိုင်နေပြီ။အိုအမကတိုက်လိုက်ပြီတတ်မဘလို့ဘာဖြစ်လဲလောမနိုင်ဘူးကျွန်တော်ပြောရတယ်။ဒါကြီးကိုလက်လူရှူထားပြီးတော့လုံးနေတဲ့ရွေးဘယ်လိုမှမနိုင်ဘူး။ဒါဟာတော့တည်နေမှာပါတဲ့အတိအကျောက်ပြောတာနော်တခြားဟာမပါသေးဘူး။အခုတခါလဲဆက်ပြောမှာနော်တခါမှသတင်းသုံးသပ်ချက်မှဆိုရင်အဲ့ဒါနဲ့ဆက်ဆက်နေလို့အရင်ဆုံးခင်းလိုက်တာဒီတော့ပထမရက်သူကစစ်ကောက်စီဒုတိယရက်သူကမင်းမစရိုက်အာနာရှင်ငယ်လေးလေး UNG အစိုးရဥဆောင်မှုဒီတော့ ပြင်ပရန်သူအာယုစိုက်တဲ့အချိန်မှာအတွင်းရန်သူကနော်မန်ကန်ပါတယ်ဆိုတော့လူချင်းလူခင်များတဲ့ပညာရေးဝန်ထမ်းသုံးလသားမီနိုးဆိုးအရွယ်လေးပါမချမ်းနော်တရေရဝင်တက်သွားတာအဲ့ဒီထက်ဒီလတက်သွားတာဒါဟာတရားမျှတမှုလည်းမရှိတဲ့လွန်မြောက်နေပြီလားဘယ်လိုလုပ်ပြီးတော့သွားပြီးတော့အောင်ပါလဲအဲ့ဒါမင်းမဲ့စိတ်မြေပြေတစ်ခု live ပေါ်မှာဇွန်အောင်နေတဲ့ကျင့်တဲ့အားရတဲ့လူတွေအားလုံးဒါမျိုးကြည့်ရတာ တုံးလသမီနိုးဆိုးရွယ်တတ်ခံရတဲ့အမှုကိုလေးလူရှုပြီးတော့ဘာကိုပြည်သူကောက်ွယ်ရေးတော်လိုင်းရေးလောက်အောင်ပါလဲခင်ဗျားတို့ကျွန်တော်မေးချင်တာဘာအတော်လိုင်းရေးလောက်နေရလဲဟုတ်လားဒီလိုမျိုးအမှုတွေမျိုးလေးလူရှုပြီးတော့ဘာကိုတိုင်းပြည်ကောက်ွယ်မှာလဲကျွန်တော်ကမေးချင်နေတာတော့ကြည့်လေကျွန်တော်ပြောတော့မားနေတာဒီလိုမျိုးဟောက်လေးလူရှုပြီးတိုင်းပြည်ကောက်ွယ်မှာဘူးလဲဇုတ်ပြီးတော့ဘောရသူအရင်တိုင်းလောက်နေတဲ့လူတွေလည်းမေးချင်တာခင်ဗျားတို့သားသမီးမဟုတ်လို့လားလို့ အဲ့လိုမျိုးလုံးလို့မရဘူးဒီတော့ပြောချင်တာကအခုလောက်မဲ့ဥစ္စာနဲ့ဆက်ဆက်နေတယ်ဒီတော့နောက်တစ်ခါကျွန်တော်ပြောချင်တာဖိအားကို ပြောင်းပြစ်စစ်ကောက်စီကိုဆဲဆိုဘာဖြစ်တယ်ညာဖြစ်တယ်လုံးနေရုံလောက်နဲ့ခင်ဗျားတို့ဘာပါတယ်မပြီးတော့ဘူးအဲ့ဒါခင်ဗျားတို့ဝန်ကြီးဌာနနေပြီးတော့ဦးစီးဌာနပဲပြောင်းပြောင်းเนาะအာနာလည်းเนาะအသေးချစ်အသေးကြိုက်အာနာဆိုအသေးမက်မောခင်ဗျားတို့ပြည်ထရေးเนาะအုတ်ချုပ်ရေးဖွဲ့တွေပအဖားတွေပကဖားတွေပြည်သူဖိအား မဖြစ်မနေအပြေးအဝအတုံးဖို့လို့နေတယ်အဲ့ဒါမတုံးလို့ရေလိုက်လွဲထားတယ်နော်လမ်းကြောင်းကြီးစိတ်နိုင်တိုက်အိုးဘယ်နဲ့ကောင်ကြပြီဘာဖြစ်ဘလောက်တက်မ33ချေမိုးလိုက်ပြီတက်မ95 66တွေလုံးနေရအဲ့ဒါကိုလေးလူရှူပြီးတော့တမင်လုံးနေရလားကျွန်တော်မေးချင်တာကအဲ့ဒါနေပတ်လက်ရောက်လာပြီနော်ဟိုးအရင်ကအချင်းချင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ဟာတွေတော့မပါသေးဘူးဒါလောလောလတ်လတ်တနေပတ်ဖြစ်သွားပြီအဲ့ဒါကိုလေးလူရှူသူရေမနိုင်ဘူး yes or no ကျွန်တော်ပြောရတဲ့မယုံရင်တော့ပြောရလမ်းပေးမနိုင်ဘူးဒါတော့လေလူရှုတွေ့မနိုင်ဘူးဒါတွေကအချင်းချင်းပြဿနာတွေဒါဟာတော့မတင်မကြတွေမပြောဘူးဒီတော့ခင်ဗျားတို့မေးချင်တာကတောက်လာသားခလေးငယ်တယောက်ရဲ့အသက်တရားမျှတမှုကိုတော်လှန်ရေးပြီးမှလှုပ်ပေးမယ်ဆိုတဲ့စင်ချေလက်ခံမနေနဲ့လက်ခံနေလို့မရဘူးဘသူမှဆိုပြောချင်တာအဲ့ဒီမျိုးလက်ခံပြီးတွားနေခင်ဗျားတို့ကကြံ့ရပါကိုယ့်ရဲ့အုတ်ချုပ်ရေးဝန်ထမ်းကိုတန်ဖိုးထားတဲ့ဆိုရင် ကိုအုပ်ချုပ်ရေးဝန်ထမ်းရဲ့မိသားစုအလိုက်အသက်ခံရတာကိုတည်ရခံဖော်ထုတ်ဖို့လိုတယ်မဖော်ထုတ်နိုင်ရင်အစိုးရလည်းမဟုတ်ဘူးတော်လှန်ရေးလည်းမဟုတ်ဘူးတရားမျှတမှုဆိုတာတော်လှန်ရေးရလည်းမဟုတ်ဘူးတော်လှန်ရေးတရားဝင်မှုတစ်ခါလည်းရတာရအခြေခံမဖြစ်မနေလိုအပ်တဲ့လိုအပ်ချက် rule of law ပဲအဓိကအချက်ပဲပြောကျွန်တော်မေးချင်တာကဗျာကျွန်တော်တို့ကဘုံရသူအာနာရှင်ကိုတော်လှန်ပြီးမှအပြစ်မဲ့သူ့ကိုတတ်ဖြတ်ပြီးနော် တရခန့်လော့နေတဲ့စနစ်စိုးအသစ်တစ်ခုကိုပြန်တည်ဆောက်နေတာလားအဲ့လို့ဆိုရင်ဘာအတွက်နဲ့တော်လန့်နေတာလဲအဲ့အကောင်လေးမေးချင်နေတာရေးခဲ့ပါမေးလဲမေးပါအကောင်လေးကိုဘာတော်လန့်နေတာလဲဒါကြီးကိုလေးလူရှုပြီးတော့နောက်ကြောင်းပြန်အေးမကျူကြအေးမူကြီးလားခင်ဗျားတို့ဟာနော်ပြည်သူတွေအကောင်လုံးကိုယူချင်းအောင်ဆောင်ပြီးချနေနေတာကျွန်တော်ပြောသွားတဲ့လူတွေကအများကြီးနော်ဒါဟာအခုရပိုင်းမှာတက်လာတဲ့တည်င်းလေးပေါ်မှာပြောသွားတာတခြားဟာမပါသေးဘူး ပြီးတော့အခုတည်တဲ့ခါလက်ကြည့်အခုချင်းနေရနော်တော်လိုင်းရေးရှုပ်ဖို့လမ်းကြောင်းပေါ်နှစ်ခုရောက်နေတယ်တစ်ဖက်ကကံကောင်းတယ်လို့လည်းပြောလို့ရတယ်လို့ရှုပ်ဖို့လည်းပြောလို့ရတယ်စစ်ကောက်စီကရွေးကောက်ပွဲနဲ့အလိန်ညာဇက်လမ်းနေစီအာကျွန်တော်တို့အာယုရောက်ကြတော့များတယ်ဘူးလက်လောက်ဆိုရအေးအေးဘာလုပ်တယ်ညာလုပ်တယ်ပေါ့ကတကယ်ကမြန်မာပြည်မှာအချောက်ချအနာပြိုသွားပြီဒါခံမှန်းချက်လည်းမဟုတ်ဘူးနော် ျွန်တော်တို့မျက်စိရှိမှတင်ဖြစ်သွားတာအချက်လက်နဲ့ဒီနေ့မြန်ရတဲ့တည်နေကြည့်ပါခုနကပြောခဲ့တာအပြည့်ကိုထားတော့အောင်နော်ပြီးနောက်ဆုံးမှပြန်ချိန်မယ်နိုဝင်ဘာ၁၀ရက်နေ့ကဒီဘက်ရင်မှာဖျားထီးတင်ပွဲလေးရင်ဘုံကျဲတယ်ငဇွန်မှာမိုင်းဆွဲလို့ရွာသားတွေကိုဖမ်းတယ်ဒါတွေကအစိုးရတရားရဲ့အာမြန်မာကိုစားပြုတတ်မှတ်တော်တခုရဲ့ဆစ်စင်ရေလောက်ရမဟုတ်ဘူးဒါဟာအကြောက်တရားနဲ့အုတ်ချုပ်ဖို့ကြိုးစားနေတဲ့စစ်ဘီရင်တယောက်ရဲ့လောက်ရ သူ့ရဲ့အခင်ချင်းကလည်းအဲ့လိုပဲစက်ကောက်စီကဘလို့မှဘဟုအာနာကနေအုပ်ချုပ်နိုင်စမ်းမရှိဘူးနိုင်ငံကိုသူကိုယ်တိုင်စစ်ပရင်အကြမ်းဖက်ဖြစ်နေပြီနော်ပြီးရင်ပြောပြမယ်တစ်ဆက်တည်းပေါ့တစ်ချိန်တည်းမှာရခိုင်မှာပါဖြစ်နေလေကြည်လိုက်အေအေကဘင်္ဂလားဒေ့ငါဖန်သမားတွေကိုမြန်မာရေပိုင်နဲ့ထဲကျူးကျော်ဝင်ရောက်ဖမ်းဆီးလို့ဖမ်းလိုက်တယ်ပလက်ဝါမှာအိန္ဒိယနေလာတဲ့ဝမ်ယောဂါကိုပြည်သူ့ကျမ်းမာရေးဝန်ဆောင်မှုဌာနနဲ့ကုသပေးနေတယ်အသိပညာပေးဟောပြောနေတယ် ရှင်းရှင်းပြောမယ်ဒါဟာလက်နက်ကင်အဖွဲနော်တဘုံရခိုင်နော်ဓာခဲအဲ့ဒီအဖွဲရလောက်ရမဟုတ်ဘူးဒါဟာနန်နမိတ်ဥပဒေစိုးမိုးမှုပြည်သူ့ကျန်းမာရေးဆိုတဲ့ state နိုင်ငံတော်အစ်စ်အလုပ်လုပ်နေတာတရားဝင်မှုကိုလုပ်ပြနေတာအဲ့လို့ကြွားတယ်ဘလိုင်းချီကျူးနေတာမဟုတ်ဘူးနော်အဲ့လို့ကြွားတယ်ကျွန်တော်ပြောတာအဲ့လို့အခုကအစိုးရနဲ့တဘုံတိုက်နေတာမဟုတ်ဘူးအစိုးရအစ်စ်နဲ့အစိုးရအဟောင်းနဲ့မြေလူနေတာပဲ။ မြင်တော့အခုပြောတော့ရှင်းရှင်းလေးလေးမြင်တယ်ပေါ့လားတစ်ဖက်ကဘုံကျဲနေတယ်ဖျားထီးတင်ပွဲတော့ဘုံကျဲတယ်အရတားတွေများတယ်နော်ဖျားထီးတင်ပွဲပြီးတော့မိုင်းဆွဲခံရလို့အရတားကိုဖမ်းတယ်ဒါဟာမြန်မာနိုင်ငံကိုသွားပြည့်တတ်မှတ်တော့ဒီဖက်ကဘာမဟုတ်တဲ့ကံယူတဲ့ဒေတာကအေးအေးမြန်မာပိုင်နယ်ထဲငါးခုဖမ်းလို့အကြာပြတ်ခတ်ခိုင်မှမှာနဲ့ဖမ်းတယ်ကျမ်းမာရေးပလက်ဝအိန္ဒိယလာတဲ့ဝမ်ယောဂနဲ့ဝန်ဆောင်မှုပေးနေတယ်ဟောပြောပွဲလုပ်နေတယ်အဲ့ဒါဘသူကအဆိုးရလဲရှင်းရှင်းလေးပဲကြည့် ဒါဟာရှင်းရှင်းလေးပဲကျွန်တော်ပြောတာဘလောက်ပဲပိပိနော်အဲ့ဒါတော့တော့မြင်တယ်ဒီတော့စဉ်းစားကြည့်မြန်မာပြည်မှာအစိုးရဆိုတာနေပြည်တော်မှာရှိတာမဟုတ်ဘူးတခြားနေရာတွေမှာရှိတယ်ဆိုတာလက်ခံတယ်မဟုတ်လားလက်ခံတယ်မဟုတ်လားလက်ခံလက်ခံတယ် yes လို့ရေးခဲ့ပေးဒီတော့အရေးကြီးဆုံးအချက်ကအခုမှလာတာเนาะခုနကပြည်မှုတွေနဲ့ပါဆက်ဆက်တယ်ဒီကနေ့ US Bandar ရေးဝန်ကြီးဌာနကအာ DKBA ကားဆောင်ဆော့စိတ်ဝိုင်းတို့အဲ၃ရောက်ပေါ့ဗျာအလုံးပေါင်း၄ရောက်ပေါ့ကြားဖြတ်တန်ခတ်တယ်ပေါ့ပိတ်ဆို့တယ်ပေါ့ဗျာဆန်ရှင်ချလိုက်တယ်ဒါဟာမေလတော့ကဆော့ချစ်သူ့ကိုအချက်လက်နဲ့ဆန်ရှင်ပိတ်ဆို့လိုက်တယ်လို့ပဲအခုနောက်ဆက်တွဲ DKBA ထပ်ပြီးတော့ဒါကားဆောင်တွေကိုပိတ်ဆို့လိုက်တာအဲ့ဒါဗာအဓိပ္ပာယ်လဲဆိုရင်နော်ကျွန်တော်ပြောပြချင်တာကအမေရိကန်ဟာတကယ်တကယ်နိုင်ငံအဆင့်ဆိုရင်နေပြည်တော်လာပြီးတော့မှဒါကို တရားစွဲဥပဒေအမိန့်ချပိုင်းရလောက်ရတဲ့အဥ္စာမျိုးဆိုလိုချင်တာကအနေပြည်တော်ကိုကြော်ခွပြီးတော့နယ်မြေထိတ်ချုပ်ထားတဲ့နယ်မြေလက်တွေ့ထိတ်ချုပ်ထားတဲ့လက်နက်ကိုင် DKBA နော် BGAKNA ဆော့ချစ်သူလို့အဖွဲ့တွေကိုတိုက်ရိုက်အရေးယူတဲ့အခြေအနေဘာဖြစ်လို့လဲသိတာဒါဟာကြားဖြန့်ဆိုတာမြန်မာပြည်တွင်းရေးထဲမှာဖြစ်တဲ့ပြဿနာမဟုတ်ဘူးကဘာလုံးဆိုင်ရရာဇဝတ်မှုအဆင့် ဆိုလိုချင်တာကအမေရိကန်နိုင်ငံသားရိစီကတနစ်ကို2024တနစ်ထဲမှာဒေါ်လာ10ဘီလီယံကျော်အဲ့တော့ဘန်ဒါရီဒူးဝန်ကြီးအမေရိကန်ကဘန်ဒါရီဒူးဝန်ကြီးကိုယ်တိုင်ထုတ်ပြောခဲ့တယ်2024တနစ်ထဲမှာဒေါ်လာ10ဘီလီယံကျော်လိမ့်လည်းခံလိုက်ရတယ်ပေါ့ဗျသူတို့ပြင်ပထားခံလိုက်ရတယ်ပေါ့ဒါဟာဘယ်လိုဖြစ်လဲဆိုရင် အမေရိကန်နိုင်ငံရဲ့ National Security အမျိုးသားလုံခြုံရေးကိစ္စတရဖြစ်သွားပြီကြောက်ဖြတ်အောင်အဲ့လိုအဆင့်ရောက်သွားပြီ အကြောင်းမို့ရှိစီကျင်းတို့ဘာလို့ဟိုတရုတ်ကသူသူနဲ့ပတ်သက်တရခန့်သူခေါ်တဲ့ပုံစံမျိုးနဲ့သူလိုအပ်တယ်လို့အရေးယူဖို့သူစီစဉ်တာပဲတရခန့်ဥအောင်လူတာပေါ့ဗျာနော်ဒီတက်ပို့ပြီးတော့လှုပ်လာနိုင်ချေတဲ့ရှိတာပဲဒီတော့ပြောချင်တာကအဲ့ဒါကဘာဖြစ်လို့နေပြည်တော်ကြော်လဲဆိုရင်နော်အိန္ဒိယလည်းပဲကြားဖြတ်နေပြီးတော့သူတိုင်းပြည်ကမြန်မာနိုင်ငံထဲထွက်လာတဲ့ထိုင်းနဲ့ရောက်တဲ့ကြားဖြတ်အာပတ်သက်တဲ့အိန္ဒိယနိုင်ငံသားတွေလေးရင်လည်းခေါ်သွားတယ် ဒီတော့နေပြည်တော်ကဒီပြဿနာကိုမရှင်းနိုင်တော့နော်နိုင်ငံတကာကမြေပြင်မှာဒေသမှာတကယ်အုပ်ချုပ်နေတဲ့ဝါလို့စစ်ပီးရေပုံစံမျိုးဒါလက်နက်ကခေါင်းဆောင်တွေကိုဓာတ်ရိုက်အေးအေးယူရှင်းလင်းတော့ပဲနော်ဒါတစ်ချက်ဒီတော့နောက်တစ်ချက်ထပ်ကြည့်အောင်အားလုံးကတော့အကျိုးနဲ့လာတာပဲနော်အိန္ဒိယလည်းအကျိုးနဲ့ပဲတရုတ်လည်းအကျိုးနဲ့အမေရိကန်လည်းအကျိုးနဲ့ပဲလာလာဒါတော့သိထားဖို့လိုတယ်ဒါပေမဲ့ အကျိုးနဲ့လာတာအကြောင်းမဟုတ်ဘူးเนาะအေးယူတာနဲ့လာရင်အကုတ်ပါဝါနိုင်တယ်တော်လာရေးနဲ့ကြားဖြတ်နဲ့တော့ချိတ်ဝါလို့ကပွဲရပြီးပြီ yes or no ဟုတ်လားတော်လာရေးနဲ့ကြားဖြတ်နဲ့ချိတ်သွားတယ်ဆိုတာနဲ့ပွဲပြီးသွားပြီခင်ဗျားတို့ဘလောက်ပဲတိုက်တိုက်မနိုင်တော့ဘူး yes or no ကျတော့ပြောတာသဘောပေါက်လားအဲ့ဒါအရေးကြီးဆုံးပဲဟုတ်လား ကြားဖြတ်နှက်မဲ့တော်လာရင်းနဲ့သာချိတ်ဝဲလို့ကတော့ပွဲပြီးသွားပြီဘလောက်ပဲတိုက်တိုက်တရားဝင်မှုမရှိတော့ဘူးဘလို့နည်းနဲ့မှတရားဝင်မှုမရနိုင်တော့ဘူးကြီးမားတဲ့အမဲဆက်နော်အချင်းချင်းပြစ်တတ်တာတော့စိုးသေးတယ်မဟုတ်လားဒါတအားတတိထားမဲ့အခြေအနေတခုရောက်နေပြီမဟုတ်လားတကယ်တော့ပတ်သက်ရပတ်သက်ကြောင်းကအခုချိတ်ချင်းချင်းတော့တရုတ်ကမိသွားတယ်တခြားတခြားဆက်ဆက်တရက်ခန့်တွေကနော်ခုကောင်တွေကစစ်ထုတ်လိုက်အကုန်တန်းစီထွက်လာမှာဘယ်အချိန်မဆို နိုင်ငံတစ်ခုရဲ့လက်ခုပ်တွေကရေဖြစ်သွားလိမ့်မယ်ဒေါ်လာရေးဟာမင်းတို့ဒေါ်လာရေးဒီမှာဆိုပြီးတော့ပြီးအလုပ်သေးကြားဖြန့်တဲ့ပတ်တိဝါပတ်သက်မိဝါလို့ကတော့ပြီးပြီနော်တကယ်ပြောတာဟုတ်လားဒါကိုတတိထားဖို့ထပ်ပြောအောင်မယ်အိန္ဒိယကလည်းကပ္ပစာတွေကိုနီးပညာမောင်းနေပါ냐ပေါ့အင်ဂျင်နီယာပေါ့အဲစစ်ကောက်စီရဲ့စစ်ရန်တရားတွေကိုနီးပညာတင်တန်းနေပါဖွင့်တယ်လို့ကိုယ်စီရင်တုတ်တက်ထားတယ်ဒီတော့ဆိုလိုချင်တာက မြန်မာပြည်အချောချအာနာပျက်စီးသွားပြီဆိုတာတအားသိချရတယ်။အိန္ဒိယလည်းဝင်ချင်းသလိုဝင်တယ်။တရုတ်ကလည်းလှုပ်ချင်းသလိုလှုပ်တယ်။နော်။အာအမေရိကန်ကလည်းနယ်စပ်ဖြတ်ကျော်ပါညာတွေနဲ့ဒေတာကိုအရေးယူတယ်။နော်။ဒီတော့ဒီတရားပါပါဖြစ်နေရတယ်။ကျွန်တော်ကဒီနေ့စိတ်အဆင်မပြေတော့နောက်နေ့မှပြန်ကြည့်နော်။ ဒီနေ့စိတ်စိတ်မကြည်မပြေတော့အကောလို့ဘလော့ပြစ်တယ်ဘာဘာတွေလုံးနေမှလည်းမသိဘာတွေလုံးနေတော့အန်နေရတာမူးပြီးတော့စိတ်ထဲမှာကြီးနေတာမဟုတ်ဘူးเนาะဘလော့ပြစ်တယ်နော်အေးတယ်ဆက်ဆက်မဆက်ဆက် sorry เนาะကိုကျွန်တော်ပြီးမှပြန်ပြီးတော့ဖွင့်ပေးမယ်လောလောဆယ်တော့မျက်စိနောက်လို့ဘလော့ပြစ်တာဘာမှပြောလို့မရဘူးဒီတော့ပြောချင်တာက ုနကအချောက်ချအာနာပျက်စီးသွားပြီဆိုတော့ပြောခဲ့တယ်။နိုင်ငံတကာရာဇဝတ်မှုတွေပတ်သက်နေပြီ။ပရောစီတွေရဲ့ကစားကွင်းတွေဖြစ်လာပြီ။နော်။ပြီးမှပြန်ဖွဲ့ပေးမှာနော်။အခုတော့အစားမီကက်လို့ဘလော့လိုက်တာပြီးမှပြန်ဖြုတ်မယ်။နောက်နေ့လာနောက်နေ့ပြန်ဘလော့။ပြီးတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အခုမှနော်ကျွန်တော်ပြောတဲ့ကြားဖြန့်တခြားတခြားရာဇဝတ်မှု ဖြစ်သွားပြီဆိုလို့နော်ပတ်သက်သွားပြီဆိုလို့ရှိရင်မြက်ွက်ပြုတ်ပြီးတော့ တော်လိုင်းရေးဆက်လှုပ်လို့ရမယ်ထင်လို့လားရေးခဲ့ပါ yes or no ရရင် yes ကြားဖြတ်တဲ့ပတ်သက်မှုရှိတဲ့ဆိုတာကိုကျွန်တော်တို့တွေအရေးကဲလာတော့မြင်ပါတယ်ဒါပေမဲ့ပေါ်လွင်သွားလို့အချက်လက် ရခက်ခဲမာမာနဲ့အထောက်ထားရပေါ်လာပြီဆိုရင်လေးလေးရှူပြီးတော်လိုင်းရေးလှုပ်လို့ရအောင်မလားမရတော့ဘူးလားတကယ်တော့အတောင်ပိုင်းမှာထုတ်နေတယ်ဆိုတာတိတိတိအလုပ်တိပါတယ်။ဟောဒါပေမဲ့အပေါ်ကို ခက်ခက်မမာနဲ့ပေါ်ထွက်လာပြီဆိုရင်ဒေါ်လာရေးကိုကြိုက်တဲ့အချိန်ရိုက်တက်လို့ရသွားပြီတကယ်လို့နိုင်နေတာကြိုက်တက်လို့နိုင်နော်ကြားဖြတ်နဲ့ပတ်သက်မိသွားပြီဆိုတော့ ਨੇ ပဲဗျာဒေါ်လာရေးဆက်လုပ်လို့မရတော့ဘူးဘယ်လိုနည်းနဲ့မှမရတော့ဘူးဒါဟာနော်နိုင်ငံတကာအဆင့်ရာဇဝတ်မှုကြီးဖြစ်သွားပြီမဟုတ်လားတကယ်တော့တောင်ပိုင်းမှာချိတ်ဆက်မှုတွေရှိတယ်ဆိုတာကျွန်တော်တို့သိကြပါတယ်ဒါရိုက်တော့မဟုတ်ပြင်မဲ့တစ်စိတ်ခတ်အတွက်ဝိုက်ပေါ့ဗျာဒါပေမဲ့เนาะ လောလောဆယ်မှာတော့ဒါရှိတ်စီကျင်းဆိုတာဆော့ချစ်တူနဲ့ဆရာတပည့်တွေဟိုကဖော်လိုက်ရင်တစီလုံးတရန်လုံးထွက်လာမှာဆိုလိုချင်တာကအခုပြောချင်တာကခုနကလိုမျိုးပြင့်မှုတွေဒေတာထမ်းပါရှင်းချင်းမိဖက်ပတိပခ PA 6ရောက်ဖမ်းတယ် PA 6ရောက်ပြန်လုပ်ဖို့အတောင်းဆိုတဲ့ UNG ခေါ်တာမလာဘူးဆက်သွယ်လို့မရဘူးဒီတော့ပြောချင်တာတွေအလုံးကစက်ကောက်စီကိုအနိုင်တိုက်ရုံနဲ့မပြီးဘူးတော်လိုင်းအင်အားစုတွေ UNG နောက် နော်ချင်းလန်းကောင်စီနော်ကရင်နီ IEC တို့လိုမျိုးဒါဟာအစိုးရပုံစံဖွဲ့ထားတဲ့အဖွဲ့တွေဆိုလိုချင်တာကအဲ့ဒီဟာတွေကစစ်တိုက်တာကနေအုတ်ချုပ်ရေးဖက်ကိုချက်ချင်းပြဖို့လိုတယ်ပြီးရင်ဒီလိုမျိုးဟာတွေကိုအမြန်ဆုံးစစ်ဆစ်ပြီးတော့ဘာမှမပတ်သက်ဘူးဆိုတဲ့အကြောင်းအမြန်ဆုံးရှင်းရှင်းလင်းလင်းလုပ်ဖို့လိုတယ် Yes or no မြန်မြန်ကိုဖက်ကအရင်ဂျိုကာဖို့လိုတယ်ကျွန်တော်မေးတယ်လေ ကြားဖြတ်နဲ့ပတ်သက်ရင်တော်လိုင်းဆက်လုပ်လို့မရတော့ဘူးဟုတ်တယ်မို့လား yes လို့ဖြေတယ်အဲ့တော့ကြိုပြီးတော့အဲ့ဒါတွေကိုအုတ်ချုပ်ရေးဂန်ပန်းရနေမြ мян ရှင်းထုတ်ဖို့မြ мян စီစစ်ဖို့လို့တယ်မဟုတ်လားစစ်တိုက်တာတော့အရေးကြီးတယ်မဟုတ်လားနိုင်ငံရဲ့အတိမပြုမှုနိုင်ငံတကာရဲ့ရာဇဝတ်မှုနဲ့ပတ်သက်နေတဲ့တော်လိုင်းရေးပြီးွားပြီအဲ့ဒါဇလန်းကဆိုလိုချင်တာကအဲ့ဒါပဲကျွန်တော်တို့ဟာစစ်တိုက်တာကိုအာယုဆိုင်ဘုံရသူဘဏ္ဍကောက်သိဆိုတာပဲအာယုဆိုင်နေကြတယ်အုတ်ချုပ်ရေးဖက်ကိုအများဆုံးကူးပြောင်းပြီးတော့ ကိုနဲ့မြေရာဇဝတ်မှုကင်းမဲ့စုပ်အဖြစ်လက်တွေ့တက်တည်ပြဖို့လိုတယ်ဆိုတော့ပြောချင်းတာ yes or no မဟုတ်လားကျွန်တော်ပြောတာမဟုတ်လားရေပေါ်စီတောက်တက်ချက်ဆိုလည်းရေခဲ့ဒါပြပြီးရေပေါ်စီဘဲဟာကရေပေါ်မှာတင်းနေတဲ့စီကအဲ့ရေရောဘာရေးလဲရေနာစီဆိုဘယ်လိုလုပ်မလဲခင်ဗျားတို့နေတယ်ဘယ်ဥစ္စာက ဘယ်လောက်ထိထိရောက်အောင်ပြောပေးနေလဲဆိုတော့ရောတီရောတည့်ရလားစစ်ကောက်စီဖျားဆိုရင်တော့အခြေအနေမကဘူးတော်လိုင်းဖျားတဲ့အခြေအနေမကဘူးတိုင်းပြည်အတွက်လည်းနော်ဒူးစီရိုက်စုပ်အမဲရောက်နေမြန်မာနိုင်ငံဆုတ်ပြတ်တနေတဲ့ဂျလုတ်ပလုတ်တွေနေတဲ့နေရအဲ့ဒါဘယ်နေရာမှကားဘူးမရှိဘူးဘယ်လိုလို့ရေပေါ်စီသွားဖြစ်နေလဲကျတော့ပြောတာကရာဇဝတ်မှုကင်းမဲ့တဲ့ဆိုတဲ့အကြောင်းကိုခုနကလိုမျိုးတတ်တဲ့ဥစ္စာတွေကိုအေးအေးယူဖြစ်ရှင်းဖြုတ် မဖြုတ်ရင်နော်ကြားဖြတ်မှမဟုတ်ဘူးအချင်းချင်းကြည်ဖောက်တာနဲ့ကြော်မကောင်းကြော်မကောင်းမူရဲ့ဆေးဝါးကြော်မကောင်းကြော်မကောင်းနော်တဏ္ဍာကတဏ္ဍာကနဲ့ပတ်သက်မိသွားပြီးမခိုလမ်းကြောင်းနဲ့ချိန်မိဝင်ကြော်မကောင်းကြော်မကောင်းတခုခုပေါ်လာပြီးဆိုတော့ねခင်ဗျားတို့ဟာတစ်ဆက်လုံးတစ်ဆက်လုံးလိုက်ပြီးတော့တော်လန်ကြီးဟာတော်လန်ကြီးမဟုတ်ပဲねနော်မခိုလုံနေတယ်နော်ဝက်ခေါချိန်နေတယ်ခွေသားရောက်နေတယ်ဖြစ်ကုန်လိမ့်မယ်တော့ဟာ ကျွန်တော်အကျိုးအတွက်ပြောနေရလားတော်လိုင်းရဲ့အကျိုးအတွက်ပြောနေရလားတော့သိပါတယ်နိုင်ငံအကျိုးအတွက်ပြောနေရလားတော့လူတိုင်းသိပါတယ်နော်ကြားဖြတ်တောင်ပိုင်းမှာကရင်မရှောင်နိုင်ခဲ့ဘူးနော်အသက်အသက်အခုမှလိုက်ပြီးတော့ရှင်းထုတ်နေရတယ်တကယ်ပြောမယ်ဆိုရင်ကရင်ဟာအများကြီးရှောင်ရအောင်မှာကရင်ဟာပတ်သက်မှုရှိတယ်ဆိုတာကျွန်တော်တအားသိချတယ်ကရင်တောင်ပိုင်းနဲ့ UNG နဲ့ဘယ်လိုလောက်ခဲ့လဲ2021 2022 2023ကျွန်တော်ကအတိအကျသိတယ်ပတ်သက်နေလို့ပြောနေတာ နော်ကျတော့တာအင်္ဂလိပ်ချန်နယ်အင်္ဂလိပ်လို့ပြောတဲ့ချန်နယ်တော့ဆိုရင်ခင်ဗျားတို့သိပြီ yes or no တေချာပေါက်တိလို့ပြောနေတာနော်ပတ်သက်နေတယ်လက်ရှိအခြေအထိတလောက်၅သိပ်ပေးတယ်အာ KNA ပေါ့ PGA ရဲပေါ့ရဲပေါ့အစင်နော် uniform တိနှပ်ပါညာအပြည့်စုံနဲ့ပတ်သက်မှုတွေအများကြီးရှိတယ်တောင်ပိုင်းမှာကရင်တော့မရှောင်နိုင်ဘူး ်နော် NUG လည်းပါတယ်ရှင်းရှင်းပြောရင်ဝန်ကြီးအဆင့် CSO INGO တွေအဆင့်အားလုံးပါတယ်အေးဟိုဘက်ကညင်းနေတော့ဘူးခန့်ပြီးညင်းမှာပေါ့ဘူးခန့်ပြီးညင်းလို့မရဘူးမိွားတဲ့တက်တေရဖော်ရင်အကုတ်ပေါ်တယ်